နောက်ွယ်မှာ sponsory နဲ့ဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘဲစင်ပေါ်မှာအမြင်မတော်တာလောက်တာကိုလိပ်ပြလုံးနေစရက်ထထထုံ ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Sky Sally Page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်။တစ်သက်ထုံကတော့သွက်လက်လွန်ပြီးတော့ဖြက်လက်လွန်ပြီးအကြောင်းရုံမရှိတဲ့ပြုမှုတွေကြောင့်မင်းသမီးဖြစ်လာခဲ့တဲ့သူပါ။တခြားမင်းသမီးတွေနဲ့မတူပဲတမူထူးခြားတဲ့အပြုမှုတွေကြောင့်လည်းလူပြောလဲခံရပါရယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကလည်းတစ်သက်ထုံကစိန်ရွှေရတနာဆိုင်ရဲ့အယောင်ပွဲတစ်ခုမှာလှုပ်ခဲ့တဲ့အပြုမှုကြောင့်အပြင်းထန်ကိုဝေဖန်ခံခဲ့ရတာဖြစ်ပါရယ်။တစ်သက်ထုံကအစဉ်ပေါ်မှာအမျိုးသားပြိသက်တစ်ယောက်နဲ့တွဲဖက်ပြီးတော့က တာဖြစ်ပါတယ်။ကားရဲ့အချိန်မှာပုံမှန်တိုင်းမကပဲထထထုံကအမျိုးသားနဲ့ဘားတွေကလပ်တွေမှာကသလိုမျိုးအပိအပြင်ကိုတွန့်နေကြတာဖြစ်ပါတယ်။ဈေးဝယ်စင်တာရင်းမှာအခုလိုကပြနေတဲ့အပေါ်မှာတော်တော်များကအဆင်မပြေဘူးဆိုပြီးတော့ထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ထထထုံကကားရဲ့အချိန်မှာ sexy ဆန်ဆန်အပြုမှုတွေလည်းလုပ်နေတာမို့တွက်လက်လုံးနေဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။ဒီမှာကတော့ဒီမရဲ့အပြုမှုကိုအောက်ဆုံးအဆင့်ထိဆွဲချပြီးဝေဖန်ကြပြီးမယ်။နောက်ထပ်ဆက်ကားဖို့ဆုံးဖြတ်ထားပါတယ်။ထထချုံကအခုလိုကာရာကရှက်စရာမဟုတ်ဘူးလို့ထင်ပါတယ်။ပွဲအတွက်ဖြောပြေးလုပ်ပေးတာဖြစ်တယ်လို့အခုလိုကမှလည်းပွဲရှင်တွေကကြိုင်းတဲ့တာအကြောင်းပါ။ဒါကြောင့်မို့လဲဆက်ပြီးတော့ကနေမှဖြစ်တယ်လို့အမြင်ရင်းပြီးတော့အဆင်မရှိဘူးလို့မခံစားရပါဘူး။ထထချုံကတော့လူအများရှိမှအခုလိုလုပ်ပြတဲ့အပေါ် လိမ့်ပြလုံတာကြောင့်ဖြစ်ပါတယ်။ သူမအနေနဲ့အစင်ပေါ်မှာအခုလိုလုံးပြနေပေမဲ့နောက်ွယ်မှာဘာမဟုတ်တာမှမလုပ်ဘူးဆိုပြီးတော့ရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။တထက်ထုံးကအစင်နောက်မှာဆိုဖျားတရားနဲ့နေပြီးတော့တီတီတနန့်သာနေတာဖြစ်ပါတယ်။သူများတွေလိုအစင်ပေါ်မှာဟိတ်ဟန်ပြပြီးတော့စင်နောက်မှာဖြစ်ချင်တိုင်းဖြစ်နေတဲ့သူမဟုတ်ဘူးဆိုပြီးတော့ရှင်းပြလာခဲ့တာလည်းဖြစ်ပါတယ်။တထက်ထုံးကသူမကိုချစ်တဲ့အမှုပညာရှင်တွေကိုဆိုရင်အမြဲတမ်းပေါ်ပေါ်ရွရွလုပ်ပေးတာဖြစ်တယ်လို့ကြိုက်တာအားလုံးကိုလုပ်ပေးတာဖြစ်ပါတယ်။ဒါအပြင်အရင်နေ့တုန်းကကနေခဲ့တာဆိုရင်လည်းအမျိုးသားပြည်သက်ဖြစ် စ်ပေမဲ့ LGBT ကောင်လေးတယောက်ဖြစ်ပါတယ်။ LGBT တယောက်ဖြစ်တာကြောင့်လဲထထထုံကညီမတွေလိုသဘောထားပြီးတော့ကပြခဲ့တာဖြစ်ပါတယ်။ထထထုံကလုပ်ငန်းရှင်နေစီကနေပတ်စံယူပြီးပြီဆိုရင်တာဝန်ကြည့်အောင်သာလုပ်ပေးချင်တာဖြစ်ပါတယ်။လုပ်ငန်းရှင်ဘက်ကပတ်စံအများကြီးသုံးကပရိသတ်တီကိုဖျော်ဖြေခိုင်းတာဖြစ်တဲ့အတွက်ဒီမဘက်ကနေပြီးတော့လဲတာဝန်ကြည့်အောင်လုပ်ပေးရဖြစ်ပါတယ်။ပရိသတ်တီကချက်ပေးကြတာကိုပဲထထထုံကသဘောကျနေရလဲဖြစ်ပါတယ်။ဒါကြောင့်မို့တရုတ်ပြတ်တယ်လို့ပြောလဲဂယုမဆိုင်ပဲ ချက်ပေးတာကိုပဲတံပိုးထားတာဖြစ်ပါတယ်။တရုတ်ပြတ်တယ်လို့ပြောသူတွေကလည်းရှေးခေတ်လူကြီးတွေဖြစ်တာမို့တဘက်ခေတ်လူငယ်တွေနေနေကတော့လက်ခံနိုင်တဲ့အနေအထားလို့ထက်ထက်လွန်ကယူဆထားတာလည်းဖြစ်ပါတယ်။ဒါအပြင်ငါးပါးတိလာလုံးတဲ့သူဖြစ်တာမို့လိပ်ပြာလုံးတဲ့သူတယောက်အနေနဲ့ဖြူဖြူစင်စင်ရက်တည်နေပါတယ်။ထက်ထက်လွန်ကအလုတ်အရန်ကိုစူးစမ်းသူတယောက်ဖြစ်ပါတယ်။အလုတ်လို့ရမယ်ဆိုရင်မနာမနေရောလုတ်ပြီးတော့အိတ်ချိန်ဆိုရင်လည်းတရက်မှနှစ်နာရီလောက်သာအိတ်တာဖြစ်ပါတယ်။အလုတ်စူးစမ်းပေမဲ့လည်းသူမအနေနဲ့ ပင်မနနဲ့သွားတာမျိုးအဆင်မပြေတာမျိုးဆိုရင်လည်းတိတ်မရှိပါဘူးအများနဲ့အဆင်ပြေပြီးတော့လမ်းဆန်းနေတတ်တာဖြစ်ပါတယ်။နောက်ွယ်မှာ sponsoring နဲ့ဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ပဲစင်ပေါ်မှာအမြင်မတော်တာလောက်တာကိုလိပ်ပြလုံးနေဆိုတဲ့ထထထုံးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်။